အလုံးမင်္ဂလာပါကျွန်တော်တို့ Fat Boy and Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့ညီလေးတနည်းဖြစ်ပါစို့ဒီညကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါမယ်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိလူတွေ conception မှာနေ misconception ဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်နည်းနည်းလေးပြောအောင် conception နည်းနည်းလေးလွဲနေတဲ့အကြောင်းပေါ့။အဲ့တော့ conception လွဲနေတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောမယ်ဆိုပေါ်ရောအဲ့တော့ကျွန်တော် conception အကြောင်းကိုဒါကျွန်တော်ပြောမယ်ဆိုရင်လက်ရှိဒါကျွန်တော်ပုံမှန်လေးလင်းပြောအောင်ဒါကျွန်တော်တို့ လူတွေတော်တော်များ misconception ဖြစ်တယ် misconception ဆိုတာကျွန်တော်အထင်လွဲမှားမှုအထင်လွဲမှားမှုဖြစ်တဲ့ဥစ္စာကဘာလဲဆိုတော့လက်ရှိမှာဒါကျွန်တော် championship အသင်းအနေနဲ့ဒါ championship စုဖလားရပြီဆိုတော့လက်ရှိမှာဒီနှစ်မှာဒါကျွန်တော်ဒီလောကဒီနှစ်က league united ရသွားတယ်ခုနကတော့ league ရခဲ့တယ်ဆိုရင်တော့ဒါကျွန်တော်တို့သိပေါ့ရသွားတဲ့အသင်းကဒါတန်းကိုယာနဲ့ချီရတယ်ဆိုတဲ့ပုံစံပြီးတော့ Deloitte ကလည်းဒါကျွန်တော်တို့သူကလည်းခုနကပေါ့သူ့ရဲ့အဲ publishing paper ကိုလူဖတ်ဖို့အတွက်သူကလည်းရေးလိုက်တဲ့စာလုံးကလည်းလေးများတယ်ဆိုတော့ဘာလို့ဆိုတော့ the richest game in world of football ဆိုသူရေးထားရှိတယ်အဲ့ဒါကပါလဲဆိုကျွန်တော်ဒါ championship playoff ဆော့ပြီးနိုင်တဲ့အသင်းကဒါကျွန်တော်တို့အပတ်စံလေးအများကြီးရသွားတယ်ဆိုတဲ့ပုံစံမျိုးသူရေးထားခဲ့ဒါပေမဲ့အဲ့ဒီထဲမှာတေချာဖတ်မြင် Deloitte ကရေးထားတာဖတ်တော့ Deloitte ကဒါတစ်ခါကျွန်တော်ဘဝမှာဒီ Deloitte က Calibre လုပ်မယ်လို့မထင်တာဟုတ် Deloitte လို့ကုမ္ပဏီอ่ะဒါပါ ဒေါ်လာကကလစ်ဘေးလောက်ထားရအောင်မလူတော်များ conception လောရတာလေးရှိတယ်အဲ့တော့ဒီအောင်တွေနည်းနည်းလေးရှင်းပြမယ်ဒါ business sense ပဲအဲ့တော့လက်ရှိကျွန်တော်ဖတ်ရတော့ပေါ့နော်ဒါကျွန်တော် reddit user တယောက်ရေးထားပုံရဆိုရင်တော့ဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတာကအကယ်၍ Lee United အနေနဲ့ဒါကျွန်တော်ပတ်စံဘလောက်ရလဲ championship တိုက်တယ်ရတဲ့အချိန်မှာ championship တိုက်တယ်ရတဲ့အချိန်မှာကျွန်တော်တို့ဒါ Lee United အနေနဲ့ဒါလက်ရှိဒါကျွန်တော်တို့ပေါင်တသိမ့်မဲ့ရတယ် first prices ပေါင်3000ရတယ်ဒုတိယကပေါင်18000ပဲရတယ် yes you make more money from playing in one leg of playoff semi final than you do winning in the league ပြောချင်တာ playoff မှာဆော့ရင်ဒါကျွန်တော်လက်ရှိ wembley ကွင်းမှာ playoff မှာဆော့ရင်လက်ရှိနောက်ဆုံးရ update ဒီအရာဆိုရင်တော့ဒါသိရတော့ပေါ့နော်ဒါကျွန်တော်လက်ရှိသူတို့အနေနဲ့ playoff မှာဆော့ရင်ဒါ sponsor ကြီးအဲ့ဒီ sponsor အများကြီးဖြစ်ပြီးလူတွေအများကြီးကြီးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ ပလေးအော့ဖ်ဆိုတဲ့အသင်းကပတ်စံတော်ပူရတယ်အဲ့လိုပုံစံမျိုးပြီးတော့အဲ့ဒီချန်ပီယံရှစ်ရဲ့လက်ရှိအခြေအနေတွေကလက်ရှိတွားနေတဲ့ပုံစံတွေရဆိုရင်တော့ချန်ပီယံရှစ်ကိုကျွန်တော်တို့တာမယ်လူတွေကြည်တာနဲတယ်ချန်ပီယံရှစ်ကိုကျွန်တော်တို့တာမယ်ကျွန်တော်တို့နာပူလိုပေတာအင်္ဂလန်ဘဘောလုံးကိုကျိုင်းတဲ့တဲ့လူတွေနဲ့ချန်ပီယံရှစ်ကိုဒါဘယ်သူမှအင်းငါတို့ကချန်ပီယံရှစ်ပွဲလေကြည့်အောင်ဆိုဘယ်မှမကြည့်အောင်ဒါပေမဲ့ချန်ပီယံရှစ်ကိုကျွန်တော်တို့ဘယ်အချိန်မှအကြည့်အများဆုံးလဲချန်ပီယံရှစ်ကိုကျွန်တော်အကြည့်အများဆုံးကပလေးအော့ဖ်ဆော့တဲ့အချိန်မှအကြည့်အများဆုံးဖြစ်တဲ့ကြောင့်ပလေးအော့ဖ်ကပတ်စံပူရအဲ့တော့ ရရတာက playoff ဆိုးတဲ့ကောင်တွေကဒါကျွန်တော်ပတ်စံပူရတယ်ဒါဒီနှစ်မှာဆိုတော့ကျွန်တော်မမေကိုဗန်ထရီတို့ဘာလို့အဆူကအရန်ပတ်စံရခဲ့တယ်အဲ့ဒါခုနကဒီနှစ်မှာ Lee United အသင်းနေနဲ့ကျွန်တော်ဒါ Lee United အသင်းနေနဲ့အခုလက်ရှိဒါပြောရမယ်ဆိုရင်တော့တို့အနေနဲ့ဒါကျွန်တော် Champion ရခဲ့တာပေါင်သသိမ့်မဲ့ရတယ်အဲ့ဒါတော့ကျွန်တော်သိလို့အဲ့ပေါင်သသိမ့်ရ Sponsor ပိုင် Premier League လို့ဖတ်ရတယ်တဲ့မှာဘာအဲ့ဒါခုနကဒုတိယဆူကပေါင်၈000၈000ပဲရအဲ့တော့ တကယ်လည်းပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်အကုန်လုံးပြန်လုပ်မယ်ဆိုတော့အသင်းတသင်းကလက်ရှိမှာဒါကျွန်တော်ပေါင်2တန်းနဲ့4တန်းကြာပဲရတယ်အဲ့ဒါတောင်က play off ဝင်တဲ့အသင်း play off မဝင်တဲ့အသင်းဆိုရင်တော့ကျွန်တော်ဒါတသမတသန်းပတ်ချာလဲဝင်ကြရပဲတစ်နှစ်ကိုရတယ်ဆိုပြီးတော့ဒါကျွန်တော် ready ကရေးထားတာကိုတွေ့ရမယ် ready ထဲမှာ sharp ဖိုက်တော့တော်တော်လေးကိုစုံပါအဲ့တော့တော်တော်လေးကိုဒါကျွန်တော်တည်သလောက်က တကယ်တော့လူတော်များမှားတဲ့အချက်ကချန်ပီယံရှစ်ကနေပြီးတော့ကျွန်တော်ချန်ပီယံရှစ်ဆူပလိုင်းရပြီဆိုတော့ပေါင်တန်းတရာတန်းရလေကုန်းထင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒါကသူတို့မှားတာ။အဲ့ဒါကကျွန်တော်ပြော market on revenue လို့ခေါ်တယ်။ market on revenue ဆို revenue အတက်ကိုခေါ်တာ။ revenue အတက်မှာကျွန်တော်ဒီကြားတဲ့ကွာဟမှုကအရင်မြင်မှတော့ဒါကိုသူတို့ကစုချင်းငွေဆိုပြီးတလွဲကရေးလိုက်တာ။အခုကတလွဲရဲ့ club bit ကလည်းပြောရင်ပြောချင်းစရာဖြစ်တော့တလွဲရဲ့ရေးသားပုံရဆိုရင်သူပြောပုံရဆိုရင်ဒါကျွန်တော် champion ship ကနေ premier league ကိုတက်တာနဲ့ကို135တန်းလုံးဝ guarantee ရမှာပေါင် ဲ့ဒီကြောင့်မဒါခုနကပြောလို့ price up on revenue ဆိုတာသူတို့အနေနဲ့အခုလက်ရှိမှာခမရ Championship ကနေပြီး Premier League ကိုရောက်ရင်ခမရတက်တက်တမတသန်းရနေတဲ့အနေထားကနေပြီးတော့ခုနကပြောလို့ကျွန်တော်တို့ခမရ135တန်းရတော့အဲ့တော့ဒီတက်သွားတဲ့အမောင့်ကိုသူတို့ကစုကြီးငွေဆိုပြီး Deloitte ကစကလုံးတစ်ခုအနေနဲ့တုံးလိုက်တာ ဲ့တော့အဲ့ဒါကိုပြောချင်အဲ့တော့တကယ်တမ်း championship အသင်းနေနေဒါကျွန်တော်စုကြီးငွေကဒါကျွန်တော်ဝုံနိုင်လောက်တလုံးနဲ့တခဲတဲ့ရတာမို့အဲ့တော့လက်ရှိမှာဒါဆိုရင်တချို့ကမေးတယ်ပေါ့နော် championship အသင်းနေနေ Premier League ကိုတက်လာပြီဆိုရင်ဒါကစားသမားတွေဝယ်ယူနေပတ်စံဘလူးသုံးလေးရှိတယ်အဲ့တော့ကျွန်တော်သီးတလောက်ကတော့တော့ Premier League FFP ရော PSR ဒါအင်္ဂလန်ရဲ့ England FA ရဲ့ဒါ PSR နည်းနည်းလေး use ရှင်းတယ်သုံးနှစ်အတွင်းမှာဒါကျွန်တော်တို့သုံးနှစ်ဝင်ငွေက100 105တန်း မကျော်အရှုံးက105တန်းမကျော်ဆိုမင်းတို့အနေနဲ့တုံးလို့ရတယ်အဲ့တော့လက်ရှိမှာတို့အနေနဲ့ဒါခမက်ခမက်အသင်းက135တန်းကိုရာဒီကွန်ရမှာတည်ကြတယ်အဲ့တော့ခမက်ဘာလုပ်မလဲကျိုးတုံးထားလို့ရရတယ်အကျိုးတုံးထားလို့ရတယ်ဆိုတော့ဒီညဘာကွာလို့ဆိုတော့ပိုင်ရှင်ဘောကွာတယ်ပိုင်ရှင်ပတ်စံရှိတဲ့အသင်းကနေပြီးတော့ okay ဒီဒီပတ်စံအမောင်းရမှာဖြစ်တော့ငါကတော့ဒီပတ်စံအမောင်းလေးကိုငါမင်းတို့ကို90ကို55ဥမာအခုလက်ရှိခမက် တန်တက်လာတဲ့တင်းနေမှာကွာဆိုတော့ဘန်လေးနဲ့ကျွန်တော်တို့ဒါ Northern Forest ကိုတက်လာတွေ့လိမ့်မယ် Northern Forest ကပတ်စံနေတအားသုံးပြီးတော့ဘန်လေးကပတ်စံတအားမသုံးလို့ဆိုတော့ခင်ဗျားတို့တွေ့လိမ့်မယ်ဘာလို့လဲဘန်လေးနေနဲ့အခုလက်ရှိမှာပိုင်ရှင်တွေကကျွန်တော်မှတ်မှန်ရခင်ဗျားတို့ do perfect ကြည့်ဘူးလား ဘန်လေးကလက်ရှိမှာကျတော့တတိပနေအောင်လည်းမသိဘူးပေါင်းပြီးဝယ်တာတယောက်တည်းဝယ်ထားတာမဟုတ်ဘူးအဲ့တော့ဘန်လေးပိုင်ရှင်ကခုနပြောသူပဲကျတော့ Northern Voice ဆိုသူတို့အနေနဲ့အိတ်ဆိုင်ပြီးတော့ကြူပြီးပတ်စံအများကြီးမထွက်နိုင်ဘူးဘန်လေးရတာကျတော့ company ကိုလူအများကြီးမဝယ်ပေးနိုင်ခဲ့ဘူးဒါပေမဲ့ Northern Voice ကဒီနေရာမှာဘာကွာသွားခဲ့လဲ Northern Voice ရဲ့ပိုင်ရှင်ကပတ်စံလက်ထဲမှာရှိတယ်သူ့မှာလည်းဒါအရင်တော့အသင်းတွေဖြစ်တဲ့ Orient Park ဟို Olympia Costa ဘာလို့ရှိခဲ့ကြအောင်သူတို့အနေနဲ့ပတ်စံတွေရှိပြီးသားတယ်အဲ့တော့သူ့အနေနဲ့135တန်းကိုရာဒီကုန်မှာရမယ်မှန်တည်တဲ့အချိန်မှာသူ့အနေနဲ့ဒါကျတော့85တန်းနဲ့ ပန်း80ကျောက်သူ့တင်းကိုသူကခဏစိုက်ထုတ်ပြီးလိုက်တယ်အဲ့လိုစိုက်ထုတ်ပြီးလေဘာလို့သူ့တင်းပြန်ရမှာအဲ့ပြီးခုနကပြောအဲ့135တင်းရတယ်သူကပြန်သုံးတယ်အဲ့တော့ပြောချင်တာကိုတန်းကဘန်ကလုတ်လိုက်တာကိုတန်းကခုနကပိုင်ရှင်ကဘန်ကလုတ်ပြီးတော့အသင်းပေါ်ပြန်ပြီးတော့ခဏချီးတယ်ဆိုတဲ့ liable asset အနေနဲ့ပေးလိုက်တာပြီးတော့ကျွန်တော်ပြန်ယူအဲ့လိုပုံစံမျိုးသွားအဲ့တော့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ခုနကပြောဆိုတန်တက်လာတဲ့အသင်းအနေနဲ့ပတ်စံဘလို့အခုလက်ရှိမှာတန်တက်လာဆန်နလန်တက်လာတယ်ကျွန်တော်ဒီလောက်ကဆန်နဆန်နလန်တက်လာတယ်ဒါကျွန်တော်တို့ ဘန်လေးပြန်တက်လာရခင်တော့ဒီမှာဘန်လေးပြန်တက်လာတယ်ပြီးရင်ကျွန်တော်တို့အဲလီတက်လာရပေါ့နော်အဲ့တော့ခုနကပြောလို့လက်ရှိမှာလီယူနိုက်တက်ပတ်စံတုံးမလားဘန်လေးတုံးမှာဆန္ဒလန်တုံးမလားဒါကတထေးပေါ်ပဲမူတည်တဲ့တထေးကအိတ်ဆိုင်ပြီးအိမ်ဟုတ်ပြီးမင်းငါနှစ်ကွန်135တန်ရမှာတည်ကြတယ်အဲ135တန်တဲ့ကမှမင်းကိုငါတို့အခုလက်ရှိမှာငါတန်40ပဲထုတ်ပေးနိုင်မယ်အဲပတ်စံများထုတ်ပေးနိုင်တဲ့ကောင်ကပြပတ်စံများဝယ်ပေးတယ်အဲ့တော့135တန်ဆိုရလာမေ့တော့ကျွန်တော်ယာတီကုံမှပရီးမီးယားလီကတို့ရဲ့ဘန်ကောင်တွေကိုချက်ကင်တွေကိုထည့်ပေးတာဖြစ်တယ်အခုကတည်းကထုတ်ပေးတာမဟုတ်ဘူးအဲ့တော့ချန်ပီယံရှစ်အသင်းနဲ့အခုလက်ရှိမှာပရီးမီးယားလီနဲ့ရှင် ်ပြန်သူတို့ကခေါင်းတစ်ဆင့်နေတယ်ဘာလို့သူတို့လက်ထက်မှာပတ်စံမရှိဘူးအဲ့တော့မနစ်ကအသင်းနေသတိထားမိလားမနစ်ကအသင်းနေဘာလို့ဘုံနိုင်ဝန်နိုင်တက်ပြန်ဆင်းသွားလဲဆိုတော့ Leicester City အသင်းကပိုင်ရှင်ကသူ့ဘာသူတော်ကင်းပါဝါနဲ့တိုင်ပတ်တာအခုလက်ရှိထိုင်းမှာနေရလူဆိုသိလိမ့်မယ်ဒီနှစ်မှာကင်းပါဝါကဒါကျွန်တော်ထိုင်းဆူရနဲ့သူတို့အနေနဲ့ duty free ကိုစာချုပ်ထပ်မချုပ်တော့ကြောသူတို့နေတော်တော်လေးကိုပြားတုံနေတယ်အဲ့ဒါကလည်းတက်ရှိပဲအဲ့တော့ကင်းပေါကဒါကျွန်တော်တက်ပြတက်တာကျွန်တော်သူတို့နေအသင်းကနီးပြကိုတော်မှဒါကျွန်တော်သူများကိုပေးလိုက်ရတဲ့အချိန်မှာသူတို့ကိုသူတို့လူတော်မဝင်နိုင်စတိကူပါတို့ new strike နဲ့တိုင်ပတ်နေတဲ့အချိန်ဖြစ်တယ်အဲ့တော့ ပြန်စင်းသွားတယ်ခုနကဘာလို့လဲသူတို့တို့ပတ်စံပြန်မထုတ်နဲ့သူတို့ရှိရှိရလူတွေနဲ့သူတို့လုံးအောင်အဲ့တော့တကယ်ပြန်စင်းသားချက် championship level ကကစားသမားနဲ့ premier league ကအယံกว่าတယ်အဲ့တော့ခမားက champion premier league ကိုတက်လာပြီဆိုရင်လူမဖြစ်နိုင်ဘူးဆိုရင်ခမားတန်းပြန်စင်းဖို့ရာဂိုင်တော့မြတ်ဥပမာရှိရင် sunderland lee ဒီလိုအသင်းမျိုးတွေအဲ့တော့ lee ဆိုတာကျွန်တော်လက်ရှိမှာပေါင်25တန်းနဲ့ကစားသမားတစ်ယောက်ကိုဝယ်ချလိုက်ပြီအဲ့တော့ lee ပိုင်ရှင်တွေအခုလည်းပတ်စံထုတ်ပေးထားတယ်လို့ပြောလို့ရတယ်အခြေအနေတစ်ခုပေါ့နော်အဲ့တော့ လက်ရှိကအဲ့လိုပုံစံမျိုးတွေတွားတယ်အဲ့ဒါကိုနားလည်ဖို့လေအဲ့တော့ခုနပြောဆိုလက်ရှိမှာဒါကျွန်တော်တို့အာပရီးမီးယားလိဂျာခုနပြောဆို Championship Playoff 9တွားတာနဲ့ဒါလက်ရှိကျွန်တော်သိတော့ Championship ဖလားရပြီးတော့အစစ်နှစ်နဲ့တခါရက်တက်တာနဲ့ပတ်စံ135တန်းဝုန်းနဲ့တိုင်းကနေရလာဆိုမရပါဘူးဒါလာအဲ့ကျွန်တော်အခုလက်ရှိ Lee United တို့ပြောဆိုလာမဲ့ဒါကျွန်တော်ရာသီပြီးသွားမှသူတို့ရဲ့အကောင့်နဲ့ပတ်စံလွှဲပြီးမှဖြစ်ပါတယ်ဘာလို့ဆိုတော့ Merit တွေပါပြန်တွက်ပေးရမှာဟုတ် Merit ပေးမဲ့လက်ရှိမှာ Lee United ကိုဒါကျွန်တော်အသင်းကြီးဘက်နဲ့ချိန်ရင်ဆိုင်ခဲ့လေဒါမျိုးတွေပြန်တွက်ပြီးမှပြန်ပေးရမယ်တဲ့မှာပါအဲ့တော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုအဲ့လိုမျိုးလူဒရောမြတ် conception မှာ misconception ဒါကျတော့အထင်မြင်လွဲမှားတဲ့အချက်ကဒါပဲအဲ့တော့ championship အသင်းအနေနဲ့တခါတည်းတန်းတက်လာတဲ့ဝုန်းကနေဒိုင်းကနေပတ်စံတွေအများကြီးရတဲ့ပုံစံမျိုးမဟုတ်ဘူးသူတို့နေရာဒီကုန်မှပတ်စံရတဲ့ရတဲ့ပတ်စံတွေကိုဒါအခုလက်ရှိမှာတရဝင်းဒါကျွန်တော်တို့ရနိုင်တဲ့ပတ်စံဖြစ်ဥပမာ PSR နဲ့ FFB ဘာလို့ကြောက်စရာမလိုလဲဆိုတော့တုံးနေအတွက်မှပြဒီပတ်စံကရကိုရမှာရဥပမာပြောမှခက်ဘန်မှာဘန်လိုပဲဗျာဥပမာလက်ရှိမှာခင်ဗျားဆယ်သိန်းရတဲ့လူတွေကခင်ဗျားဆယ်သိန်းရလက်ကုန်မှာဆယ်သိန်းရမှာတည်ကြတယ်ဒါပေမဲ့ခင်ဗျားပတ်စံတွေလိုလို့လက်ရှိမှာခင်ဗျားတုံးသိန်း ဘန်အကောင့်တွေကနေပြီးတော့ဘန်ကနေချိလိုက်တယ်ပြီးတော့ဘန်ကကားကုန်ကြခမားစီက3သိန်းပြန်ခမား9သိန်းပြန်ရတယ်ဒီလိုပုံစံမျိုးပေါ့နော်အဲ့လို scenario တွေတော်တော်လေးကို simple ဖြစ်ပါတယ်အဲ့တော့ဒူတော်များမားတဲ့ချက်ကခုနက championship playoff တူတာလက်ရှိမှာ championship တိုက်တယ်ရရင်135သန်းဝန်းကျင်နဲ့တိုင်ကနေပေးလာဆိုတော့မပေးပါဘူးလာမယ့်ရာသီ market revenue ပဲသူတို့နေတွက်ပြီးတော့ဒါ richest league of the deloitte ကစားလိုက်တဲ့ clickbait ကအခုချိန်ထိဒါတိုင်ပတ်သွားခဲ့တာပေါ့နော်အဲ့လိုမျိုးပတ်စံဝန်းကျင်နဲ့တိုင်ကနေမရဘူးဝန်းကျင်နဲ့တိုင်ကနေပတ်စံရခြင်းနဲ့ဆိုရင်တော့တခုခုလုံးမှာပဲရတော့မှာပေါ့နော်အဲ့တော့ကျွန်တော်လည်းမသိပါဘူးဘာလို့ရမလဲအဲ့တော့ နားလေးကိုခင်ဗျားတို့နည်းနည်းလေး football investment တွေအရှင်းပြတာဖြစ်တယ်။ဒီကနေတခုခုရသွားမယ်လို့လေကျွန်တော်အနေနဲ့အများကြီးအများကြီးအများကြီးမျှော်လင့်ပါတယ်။အဲ့တော့အားလုံးမကြိုးတူပါနဲ့ကျွန်တော်တို့ပြပါအောင်။ဘောလုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျာ။များများကလစ်အမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ ကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးဆစစ်တူကြရပေါ့အားလုံးမကြွတူပါရမြမြိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နေရဖြစ်ပါတယ်အားလုံးမကြွတူပါရကျွန်တော်နောက်မှာအေးဆစစ်တူကြရပေါ့ဒီပါဗျ